မင်္ဂလာပါဗျာကျွန်တော်ကအခု Zika မြန်မာရဲ့ Zika Space Showroom ကိုရောက်ရှိနေရပဲဖြစ်ပါတယ်အဒီနေ့မှဆိုလို့ရှိရင်တော့ Zika ကနေမှနောက်ထပ်ခြေလှမ်းအသစ်တစ်ခုဖြစ်တဲ့ Zika ကားအသစ်ကြီးကိုမိတ်ဆက်သွားမှာပဲဖြစ်ပါတယ်ဗျာအဲ့တော့ Zika ရဲ့ထုံးစံတိုင်းဘလို့အမိုက်စားကားဖြစ်မလဲဆိုတော့ဆက်ကြည့်အောင် ားလေးကတော့ဒီနေ့မိတ်ဆက်လိုက်တဲ့ Zika ရဲ့ Zika 78ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်ဗျာ။ Zika ဆိုတာကတော့ Geely Corporation ရဲ့အောက်မှာရှိတဲ့ Premium Brand တစ်ခုဖြစ်တယ်။ Zika ကတော့ကျွန်တော်တို့အခုလက်ရှိဆိုလို့ရှိရင်လည်းမြန်မာနိုင်ငံကိုဝင်လာတာဘာရှိပြလဲဆိုတော့ကျွန်တော် Zika 8ရှိပြီ Zika 001ရှိပြီ Zika 009ရှိပြီပေါ့နော်။အခုလက်ရှိမှာတော့ Zika 78ဆလေးပဲဖြစ်ပါတယ်။ဒီကောင်လေးက driving range ဆိုလို့ရှိရင်လည်း WLTP နဲ့ကူမှာ480 km တည်းရှိမယ်။ NEDC နဲ့ဆိုလို့ရှိရင်966 km ဖြစ်မယ်။ Battery capacity ကကျတော့85 kWh ရှိပြီးတော့သူက rally drive ဖြစ်တယ်။ Motor ါဝါက330တိရှိပြီးတော့သူရဲ့ torque ပေါ့နော် torque ကဆိုလို့ရှိရင်လဲ440 Newton meter တိရှိတယ်ပေါ့နော်ဒါလေးကတော့ဇီကာရဲ့ 7x လေးပေါ့သူမှထူးခြားတာလေးနည်းနည်းလေးရှိတယ်ကျွန်တော်တစ်ချက်ကြည့်အောင်ပထမအဦးဆုံးတစ်ချက်အနေနဲ့ဒီမှာသူကဆန်စာလေးပါတယ်ကျွန်တော်တကားကိုဆွဲဖွင့်စရာမလိုဒီနားလေးကိုလူလေးထည့်လိုက်တာနဲ့တကားကပွင့်လာပြီအထက်ကြည့်အောင်ကဲဒါလေးကတော့ Ziga 7X ရဲ့အတွင်းကန်းလေးပဲဖြစ်ပါလေဗျာ။အဲ Ziga brand ကတော့ Ziga ဆိုတဲ့အတိုင်းပဲအတွင်းကန်းကိုဝင်လိုက်တာနဲ့လုံးဝ luxury ဖြစ်တယ်။ ဇီကာ brand ကတော့ EV လောကမှာဆိုလို့ရှိရင်တော့ leisure ဖြစ်ကမယ် performance ဖြစ်ကမယ်ပြီးလို့ရှိရင် smart mobility ဖြစ်တဲ့ဒီပညာတွေကို ပေါင်းဆက်ထားတဲ့ brand တစ်ခုဖြစ်တာဖြစ်တဲ့အတွက်သူရဲ့ဒီအတွင်းကန်းထဲကိုကြီးလိုက်တယ်ဆိုတာနဲ့လုံးဝ smack ခစ်လုံးနဲ့ luxury ဖြစ်လုံးနဲ့ vibe ကိုအပြည့်အဝခံစားရမှာပဲဖြစ်တယ်။အဲပြီးတော့ကျွန်တော်ဒီကားမှာဆိုလို့ရှိရင်ထူးခြားချက်တစ်ခုပါတယ်။အဲ့ဒါဘာလဲဆိုတော့ auto bleed glass break system ပေါ့နော်။ကျွန်တော်ဒီကောင်းရဲ့အတွင်းထဲမှာဆိုလို့ရှိရင်ခလုတ်လေးတစ်ခုပါတယ်။အဲ့ကောက်လေးနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီ glass ကမှန်ကွဲကျသွားပြီးတော့မှကျွန်တော်တို့ဒီထွက်လို့ရမယ်ဆိုတဲ့သဘောပေါ့နော်။ခုနောက်ပိုင်းဒီအခြေအနေပေါ့နော်။အရေးပေါ်အခြေအနေတစ်ခုခုကြောင့် ASEAN တစ်ခုခုကြောင့်ဟိုဒီကားလေးကထွက်လို့မရတဲ့အခြေအနေမျိုးပါဆိုလို့ရှိရင်ဒီ emergency လေးက တော်တော်ကိုအသုံးဝင်နေကျွန်တော်နည်းပညာတခုဖြစ်တယ်ပေါ့နော်ဒီကားနဲ့ပတ်သက်တဲ့အသေးစိတ် review ကိုတော့ကျွန်တော်နောက်မှအသေးစိတ်တင်ဆက်ပေးမယ်လက်ရှိမှာကျွန်တော်ဝင်တဲ့အချိန်မှာမြင်တဲ့အချက်လေးတွေပြောပြပေးတာပေါ့နော်နောက်ပြီးကြိုက်တဲ့အချက်ရှိတယ်ဘာလဲဆိုတော့ဒီမှာအဲအဲ့ဒါလေးကလည်းမိုက်တယ်နောက်ပြီးဒီကားမှာဘာလဲဆိုတော့ကာဂိုစပိတ်တွေတော်တော်များများပါတယ်။နောက်ပြီးလို့ရှိရင် तू อ่ะဒီအနောက်မှာဆိုလို့ရှိရင်လည်းကာဂိုစပိတ်လေးတစ်ခုပါ။ဒီအောက်လေးကိုဆွဲထုတ်လိုက်တာနဲ့စပိတ်လေးတစ်ခုထွက်လာတယ်ပေါ့နော်။ပြီးတော့ဒီတကားမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ကအမ် तू อ่ะဒီနားမှာစပိတ်စီကအများကြီးပဲ။ ပြီးတကားကသူကနှစ်မျိုးပေါ့နော်ဒီကောင်လေးနှိပ်ပြီးတော့လဲအဖွင့်ပိတ်လို့လို့ရတယ်လို့ကျွန်တော်ပုံမှန်တကားအဖွင့်ပိတ်လို့ချင်တယ်ဆိုလို့ရှိရင်လဲဒီအောင်မှာခလုတ်လေးတစ်ခုပါတယ်အဲ့ခလုတ်လေးဆွဲပြီးတော့ပုံမှန်အဖွင့်ပိတ်လို့လို့ရရပေါ့နော်ပြီးတော့ဒီပေါ့နော်ကျွန်တော်တီးရတဲ့လောက်ကတော့ဇီက 7x မှာဆိုလို့ရှိရင်ကကျွန်တော်က grade 3မျိုးရှိတယ်လက်ရှိမှာတော့မြန်မာနိုင်ငံကိုဝင်လာတဲ့ grade ကတစ်မျိုးပေါ့နော်နောက်ပြီးသူ့မှာကဘာလဲဆိုတော့ optional တွေအများများတယ်လက်ရှိမြန်မာနိုင်ငံကိုဝင်လာတဲ့ဇီက 7x မှာဆိုလို့ရှိရင်တော့အရှင်းမှာဆိုလို့ရှိရင်တော့ starlight မပါသေးဘူးအဲပုံမှန်တခြား grade မှာဆိုလို့ရှိရင်တော့ starlight ပါတာမျိုးရင်းရှိတယ်ပြီးလို့ရှိရင်အပေါ်မှာ lander sensor ပါတာမပါတာမျိုးလေးတွေရှိတယ်အဲ့လိုမျိုးလေးဒီ grade လေးတွေ꿰သွ ွားရှိတယ် optional လေးတွေ꿰သွားလေးရှိတယ်ပေါ့နော်အတွင်ကမ်းမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီကျွန်တော်အရှင်းမှာပေါ့နော်ကျွန်တော်ဘန်ကောက်ပေါ်တက်ချိုးမှာတစ်ခါတွေ့ဘူးတဲ့ကားဆိုလို့ရှိရင်ဒီကောင်ကအဲကျွန်တော်တို့အဖြုတ်တက်လုပ်လို့ရတယ်ဒီမှာတော့အဖြုတ်တက်လုပ်လို့မရလားမရလားဆိုတာတော့ကျွန်တော်နောက်မှထပ်ပြီးတော့စမ်းကြမယ်ပေါ့နော်ပြောချင်တာကတော့ဒီက 7X က optional လေးအရန်များတဲ့ကားစီးဖြစ်တယ်လက်ရှိကိုမြန်မာနိုင်ငံကိုဝင်လာတဲ့ကားကဆိုလို့ရှိရင်လည်းမစိုးလို့ပြောရမယ်ကျွန်တော်တို့ grade လေးတော်တော်လေးစုံတယ်တချို့အဲအရန်အရေးမကြီးတဲ့အချက်လေးတစ်ချက်တစ်ချက်ကလွဲတယ်ဆိုလို့ရှိရင်တော်တော်လေး grade စုံတဲ့ကားလေးတစ်စီးလို့ပြောရမှာပဲအနောက်ခန်းကိုဝင်ထိုင်လိုက်တာနဲ့ခန်းစားရတာပါလဲဆိုတော့ ကြဲကြဲဝန်းရှိတယ်လက်ဇရီဖြစ်တယ်ဆိုတဲ့ fight ကိုအပြည့်ဝခံစားရတယ်ဒီနောက်ခန်းမှာထူးခြားချက်တစ်ခုရှိတယ်ကျွန်တော်ခုနအရှိမလေးပြောတယ်အဲ့ဒါဘာလို့ဆိုတော့ဒီညာလေးမှာအန်ဝတ်ပါတယ်ဒါလေးလွှတ်ဆွဲလိုက်တာလည်းမှာအန်ဝတ်လေးတစ်ခုဒီမှာလည်းပါသလိုကျွန်တော်တို့ဒီအောက်မှာလည်းပါတယ်ပေါ့နော်ဒီဘက်အတွက်ကောဒီဘက်အတွက်ကောအန်ဝတ်လေးတစ်ခုစီပါတယ် Amres ရဲ့ဖွင့်ချလိုက်တာနဲ့အတွင်းထဲမှာ type c port ရဲ့ usb port ရဲ့နှစ်ခုကိုဒီမှာထည့်ပြီးထားတာကိုတွေ့ရတယ်ပေါ့နော်အဲဒါလေးကတော့ zika 7 h ရဲ့အနောက်ဘက်အတွင်းခန်းလေးပဲဖြစ်ပါတယ်ကျွန်တော်အခုတင်ဆက်ပေးခဲ့တာကတော့ zika ရဲ့နောက်ထပ်ခြေလှမ်းတစ်ခုဖြစ်တဲ့ zika 7 h ကားလေးရဲ့ soft launch လေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ဗျာတကယ်လို့ zika 7 h ကားကိုစိတ်ဝင်စားတယ်ဆိုလို့ရှိရင် zika special showroom မှာလာရောက်ပြီးတော့လေ့လာဖို့တော့ကိုလည်းကျွန်တော်ဒီနေရာလေးကနေဖိတ်ခေါ်လိုက်ရပါတယ်ဗျာကျွန်တော်နောက်ထပ်ပိုင်းတွေမှာပြန်တွေ့ကြပါဘောကျွန်တော် just right ကထချုံးပါ